ပြပြကသူတို့ဂရွန်တဲကနာယာကိုသွားတော့ကကြုံခဲ့ရတာတွေကိုတွေးနေပြီလက်တလုံးမှာတော့သူတို့တွေကရှောက်ခုမြောက်ဝင်ကပါဟာစီနာ CO3 စီသွားနေပါတယ်မောင်ချန်ကလီလီယာကိုဟိုရှာအင်ပါယာနဇက်မှာရှာပေးရမလားဆိုကအတီးပြနေပါတယ်မင်းသမီးလေးကလည်းဟိုရှာအင်ပါယာဘရင်နဲ့တော်တွေ့မှာကိုပြပြကအင်ပါယာမှာကစစ်တီတွေနဲ့စွန့်စားသူတွေရှိပြီးခွန်အားကြီးသူကခွန်အားငယ်သူကိုအနိုင်စီပြီးဘစ်မန်တွေကိုကျုံအဖြစ်သုံးကြတာကိုရှင်းပြနေပါတယ်ယုံမကလည်းသူမကမောင်ချန်တို့နဲ့မတွေ့ခင်တော့ကသူမရဲ့ယုံမျိုးနဲ့ဟော်လီယက်တွေကဘာဘာကန်ကမောက်ထုတ်ခံရတဲ့အခါတော်ထဲမှာစစ်တီတွေနဲ့တော်တွေ့ပြီးတော်တော်များများကအသက် ်ခံလာရတယ်လို့ဖန်ခေါ်ခံလာရတာကိုလည်းရှင်းပြပါတယ်။ရုတ်တရက်မြေပြင်ကသူတွေကစစ်တီတွေအလိုက်ခံနေရတာကိုတွေ့သွားပြီးလီလီယာကလည်းပြင်းနေတဲ့သူတွေနောက်လိုက်နေရဲစစ်တီတွေရဲ့လှဲတွေကကျွန်းနေဖမ်းနဲ့လှဲဖြစ်တာကိုပြောပြပါတယ်။ကိုဂီကလည်းမောင်ကျန်းကိုတွားခဲ့ဖို့ပြောပေမဲ့ပြင်းနေတဲ့သူတွေကလာနာနဲ့မီနာတို့ဖြစ်တာကြောင့်စိတ်ပူစရာမလိုတာကိုပြောပါတယ်။မြေပြင်ကစစ်တီတွေကရှော့ကုန်ပြီးလာနာနဲ့မီနာတို့ကရှေ့ကျန်းတာကြောင့်လီလီယာကလည်းသူတို့ဘာလို့အဲ့လောက်ကျန်းနေတာလဲလို့မေးပါတယ်။ယုံမကလည်းသူတို့တွေကမောင်ကျန်းလေ့ကျင့်ပေးတာကြောင့်အခုလိုတမ်းမာလာတာကိုရှင်းပြပြီးမြေပြင်မှာတော့လာနာနဲ့မီနာတို့အပြင်တခြားရုပ်မျိုးတွေကပါသူတို့နောက်လိုက်လာ ဲစစ်တီတွေကိုအပြက်ရှင်းလိုက်ပါတယ်။နေရာဆိုတဲ့ကောင်မလေးကသတိမထားမိတော့စစ်တီတယောက်ကမှောက်ကိုသုံးပြီးတပ်ဖို့လုပ်ပေမဲ့မောင်ကျန်းကအပေါ်ကနေရှင်းပေးလိုက်ပါတယ်။လာနာတို့ကလည်းမောင်ကျန်းလက်ချက်ဆိုတာတဘောပေါက်သွားပြီးမောင်ကျန်းကလည်းသူတို့နဲ့သွားတွေ့ပါတယ်။မောင်ကျန်းကလည်းသူတို့တွေအကုန်လုံးကိုလေရင်ပေါ်ခေါ်လိုက်ပြီးယုံမကလည်းသူ့အဖေပဲရောက်နေပြီးသူတို့တွေကဘာလို့စစ်တီတွေနဲ့ရှာနေတာလဲလို့မေးပါတယ်။သူတို့တွေကပါကလည်းမွန်စတာတွေကိုခုခံမှုသူတို့လက်နက်တွေအကုန်လုံးသုံးလိုက်ရတာကိုပြပြကသူတို့လက်နက်တွေပြန်စုနေတော့အင်ပါယာကသူတို့ကိုလာဖမ်းတာကိုရှင်းပြပါတယ်။ခံနဲ့တခြားသူတွေကတော့အဖမ်းခံလိုက်ရပြီးသူတို့တွေကတော့လွတ်မြောက်ခဲ့ပါတယ်။မောင်ကျန်းကလည်း ယ်သူတို့တွေရဲ့ဝင်ကဘာအစီအစဉ်ကိုနောက်ဆုတ်ထားလိုက်ပြီးယုံမျိုးနဲ့ကိုတွားခဲ့ဖို့ဆုံးဖြတ်လိုက်တဲ့အခါယုံမကဝင်ကဘာအစီအစဉ်ကိုပဲဦးစားပေးဖို့ပြောနေပါတယ်မောင်ချန်းကလည်းယုံမကသူ့အဖေကိုစိတ်ပူနေဖုံးကွက်ထားဖို့မလိုတာကိုပြောပြလိုက်ပါတယ်ယုံမကလည်းမလိန်တော့ပဲတခြားသူတွေကိုကယ်ပေးဖို့တောင်းဆိုနေပြီမောင်ချန်းကလည်းတခြားယုံမျိုးနဲ့တွေကိုကယ်ဖို့ဟိုရှာအင်ပါယာစီသွားပါတယ်ဟိုရှာအင်ပါယာထဲကအချင်းခန်းနေမှာတော့ကန်တဲ့တခြားသူတွေကဖမ်းခံထားရပါတယ်မောင်ချန်းတို့အဖွဲ့ကဟိုရှာအင်ပါယာထဲရှောက်ပတ်နေပြီးကန်တဲ့တခြားသူတွေအကြောင်းလိုက်စုံစမ်းနေကကန်တဲ့တခြားသူတွေကမြို့ထဲတောင်းကျမ်းသွားပြီးဖမ်းခံလိုက်ရတာကိုသိလိုက်ရပါတယ်မောင်ချန်းကလည်း ယ်သူပြပြနဲ့ယုံမာတို့ကပဲကံကိုတင်ညာလွတ်အောင်လုပ်ပေးမှာဖြစ်ပြီးကိုကင်နဲ့တခြားသူတွေကိုတော့မျက်နှာဖုံးနေပေးလိုက်ပြီးအဆောက်တွေကိုအာယုံများခိုင်းထားပါတယ်ထောင်ထဲမှာဖမ်းခံထားရတဲ့ယုံမျိုးနယ်တွေကစကားပြောနေကြပြီးမောင်ချန်ကအကုန်လုံးကိုလွတ်ပေးလိုက်ပါတယ်တစ်ဖက်မှာတော့ကိုကီတို့ကစစ်သည်တွေကိုအာယုံများနေပါတယ်အခန်းတစ်ခုမှာတော့ကံကသူ့ကိုစစ်မင်းနေတဲ့အဆောက်တွေကိုတောင်ဖဲ့နေပြီးမောင်ချန်တို့ကလည်းသူ့အခန်းစီရောက်လာပြီးအဆောက်တွေကိုတတ်လိုက်ကအကုန်လုံးကိုကယ်ထုတ်ပေးလိုက်ပါတယ်အပြင်မှာတော့ကံကမောင်ချန်ကိုသူတို့တွေကပြောင်းလဲသွားတာကိုသိကျင်လာကြောင်း Empire ကသူတို့ကိုဖမ်းပြီးစစ်စစ်မင်းများနေကသူတို့တွေကလည်းငြိမ်မကြည့်နိုင်တာကြောင့် Empire ကိုလက်စားပြန့်ရှင်မှာ ကိုပြောပြပါရယ်ကန်နဲ့ဘီယန်ဂျီတွေ့ကြတော့ကဘီယန်ဂျီကသူ့ကိုအိမ်မွေးတရိစ္ဆာန်အနေနဲ့ထားမယ်လို့ပြောတဲ့အခါသူကသရွေနဲ့ထွေးလိုက်တာကြောင့်ဘီယန်ကသူ့ကိုပိုစိတ်ဝင်စားသွားပြီးရုံမျိုးနဲ့အကုန်လုံးကိုဖမ်းပြီးလေ့ကျင့်ပေးတာက ပြောစရာကောင်းမှာပဲလို့ပြောခဲ့တာကြောင့်ဘီယန်ဂျီကသူတို့နေရတော်တဲ့ကိုစစ်တီတော်တွေလှုပ်ပြီးသူတို့တွေကိုရန်လာရှာနိုင်တာကိုပြောပါရယ်ကန်ကလည်းသူတို့တွေကစစ်တီတွေနဲ့ရှင်ချမဲ့အစားဘီယန်ဘေးကသူတွေကိုလှုပ်ကြပြီးသူတို့ရုံမျိုးနဲ့တွေကအစွမ်းရှိကြောင်ပြကညှိနှိုင်းကြည့်မှာကိုပြောပါရယ်မောင်ကြားကတော့ကန်ပြောတဲ့အကြံကတိတ်မမိုက်တာကြောင့်ညှိနှိုင်းမဲ့အစားဘီယန်လေဘင်းကိုတားထောက်ကရဲတိုက်ကိုအပိုင်စီပြီးနောက်လာမရှုပ်ရဲအောင်ကြမ်းလိုက်ဖို့အကြံပေးနေ ေပါတယ်။ကန်တဲ့အကုံလုံးကလည်းမောင်ကျန်ရဲ့အကြံကိုကြိုက်သွားပြီးလိုက်လုပ်ဖို့သဘောတူလိုက်ပါတယ်။